အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions League တက်တဲ့အားလုံးမင်္ဂလာပါဥရောပ Champions League ပွဲတွေဟာပေးသက်တွေကိုဘာကြောင့်ဖျော်ပြမျိုးပေးလဲဆိုတာအဓိကသက်တယ်။ Twin Go တွေအများကြီးတိုင်ငံ Twin တာပထမတစ်ပွဲမှာတင်စုစုပေါင်း6 6 Twin တယ်။ဒါ Copenhagen နဲ့ဒါ Cairo ပွဲရဲ့ပြီးတော့မှ Perfect နဲ့ Monaco ပွဲရဲ့2 2 3 2နှစ်ပွဲမှာ6 6 Twin ပြီးတော့ပေးသက်တွေတော့ Entertainment ပေးပြီးတော့မှနောက်ပိုင်းကန်တဲ့ပွဲအကုန်ပေါ့လေ6ပွဲ ဒီစုစုပေါင်းဒီခုနှစ်ပွဲခုနှစ်ပွဲလုံးမှာအပြန်အလှန် twin ကိုးတွေနဲ့ကိုးတွေအများကြီး twin သွားကြတယ်။ဒါစုစုပေါင်း sporting ပွဲရဲ့3ကိုးစပါးပွဲရဲ့6ကိုးအဲ့မှနေ7ကိုးပြီးတော့ Olympic ကို real ပွဲက9ကိုးဆိုမှ78ကိုး BSV Iron နဲ့ Liverpool ပွဲက5ကိုးအဲ့မှ23ကိုး Atlanta က3ကိုး23ကိုးကို26ကိုးပြီးတော့မှ Atletico Madrid က3ကိုး20နဲ့26ကို20 69ကို29ကိုဟိုက4 9 33ကိုပြီးတော့မှ9ကိုတွင်းကို40ကျော်တွင်းသွားတယ်ဒါကလုံးဝကိုတရက်ထဲမှာတော်တော်တွင်းတာဒီ leafage ပြိုင်ပွဲလုတ်ပြီးရေကဒါကအသင်းတိုင်းအတွက် entertainment ပဲဘာကြောင့်လဲဆိုတော့သုံးမှတ်နဲ့မလုံလောက်ဘူးအဆင့်16တွင်းဝင်ဖို့အဆင့်8တွင်းဝင်ဖို့ဟာအသင်းတိုင်းအတွက်တွင်းကိုတွေကိုပြတ်တယ်အပြန်လာမယ်ဆိုတော့ဒီနေ့ဆိုရင်ပွဲအကောင်းဆုံးပွဲလို့ပြောရတဲ့ Arsenal နဲ့ Bayern game က တိုက်ဂိမ်းဖြစ်တယ်အပြန်လန်အားဖြင့်အပြန်လန်တိုက်စစ်ဆင်ကြတယ်ဒါပေမဲ့ဒုတိယပိုင်းမှာ Duncan Rice ရဲ့ outstanding performance နဲ့ Arsenal က Mikel Arteta ရဲ့လူစားလေးတွေအပြောင်းလဲတွေအားလုံးဟာ spot on ဖြစ်ပြီးတော့ ဒါဘိုင်းမြူးနစ်အသင်းကို3ဂိုးတခုနဲ့နိုင်သွားတယ်ဟာရီကိန်းဥဆောင်တဲ့ဟာရီကိန်းကအာဆင်နယ်နဲ့တွေ့တာအမြဲတမ်းရလက်ကောင်းတဲ့ဂိုးသွင်းတဲ့ကစားမဖြစ်ပေမဲ့ဒီနေ့ဒါမူစကာရာနဲ့ဆလီဘာကသူ့ကိုကောင်းကောင်းထိန်းသွားသလိုဘိုင်းယန်တောင်မန်ကအလီစေးတယောက်လောက်ပဲကောင်းကောင်းလှုပ်နိုင်တယ်ဒီဆာ့ချ်ကနဘီလဲ quiet game ဖြစ်တယ်လူးစ်ဒီယပွဲပယ်ခံရတဲ့အခါဘိုင်းယန်အတွက်နည်းတော့အားနည်းစရာဖြစ်ပေမဲ့ကွင်းလေကစူပါမန်တီရဲ့ rise ကနောက်တစ်ဖက်က ဒီ average a0 ရဲ့ဒုတိယပိုင်း performance က arsenal ကိုအကောင်းဆုံးဖြစ်ခဲ့တာဆို arsenal ကအခုတိုက်စစ်မှာ saka ရဲ့ merino ရဲ့ဟိုဘက်ကဒီ trosso ကစားတယ်နောက် trosso အဆုံးပိုင်းလေးမှာနည်းနည်း injury ဖြစ်သွားလို့အဲကလပ်ဘက်က risk မယူချင်တော့သူ့ကိုထုတ်လိုက်ပြီးတော့အဲ့နေရာမှာ nonimato ကိုဝင်လာတယ် game က ထမပိုင်းမှာဘိုင်ယန် keep the ball ဘောလုံးပိုကင်ထားတယ်ပွဲကိုထိန်းချုပ်ထားတယ်ပါစင်နေအများကြီးပဲတောက်လျှောက် pass 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 နဲ့ပေးပေးမယ်ဒါပေမဲ့နောက်ပိုင်းမှာအာဆင်ဟာ chance တွေပိုပြီးလုပ်တယ်ဒီနေ့ဘိုင်မြူနစ်ကထူးထူးခြားခြားချန်စ်နှလုံးမဲ့ရတာရတယ်နှလုံးအဲ့ဒါလည်း short target ဖြစ်သွားတာဒါပဲကိုးသွားတဲ့အလုံးရင်ဒါပဲချန်နယ်ပိုင်းမှာဘိုင်မြူနစ်ဘာမှလုပ်လို့မရပထမပိုင်းတော့ကလန်နီကာနဲ့ Michael Alise ကအခု Mike Lewis ကလေးကို target ထားပြီးတောက်လျှောက်ဖောက်တဲ့ချိန်မှာ Ricardo Calafiori မဝင်ထိဘိုင်ယန်အိုက်ဖက်ချန်ကိုတော်တော်လေး enjoy ဖြစ်တယ်အဲ့ သူတို့ခြေပါကိုရသွားတော့အဲ့ပုံစံပဲ long diagonal ပေါ်အဲ့ဘက်ကိုကွက်တီပေးလိုက်တယ်အဲ့မှာ search canopy ရသွားတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ louis kelly ကသူ့ marking သူလွတ်သွားတဲ့အချိန်မှာကွက်တီပဲ canopy ချပေးတာကနေလန်နခါသွင်းသွားတယ်ဆိုတော့ဘာမှပတ်တတ်နိုင်ဘူးအဲ့လုံးကဒါပေမဲ့ bayern ရဲ့ brilliant play ရဲ့ဒီ louis kelly ရဲ့ဒီဘယ်လိုပြောမလဲ concentrate အားနေသွားတဲ့အချက်ကြီးအဲ့ချက်ဒါနောက်တစ်ခုကလည်းသူက long ball ဆိုတော့ Luis Kelly ကကောင်သေးတာလည်းပါတယ်ဒါပေမဲ့ Arsenal ကအဲ့မတိုင်ခင်တည်းက2-0ဖြစ်မဲ့အလုံး Aberyche SC အလုံးကတကယ်ဆိုကူးသိမ်းတဲ့အလုံးသူမလိုလားပဲနဲ့ဘောလုံးအရန်ကင်ပြီးတော့မှ သူကသူကန်လိုက်ရမယ်အစားမှာသူစကောက်ပေးလိုက်တဲ့အတွက်ကြောင့်ပဲ game က arsenal ကဖြည်းဖြည်းချင်းပွဲကိုဒုတိယပိုင်းမှာထိန်းချုပ်ပြီးတော့ပထမပိုင်းမှာစက်တက်ဖြစ်အောင်ပြန်လုပ်တယ်အစောပိုင်းတည်းက arsenal က set piece က julian timber ကဥဆောင်ကိုစသွင်းတယ်ဘခါယိုစကာရဲ့ down gun ဘောကို22မိနစ်မှာသွင်းခဲ့ပြီးတော့မှလမ်းနဲ့ခါကဒါချက်ချင်းပဲ7မိနစ်အကြာမှာပြန်ချီတယ်ဒုတိယပိုင်းရောက်တဲ့အခါမှာ Vincent Company အသင်းကို Arsenal ကဒုတိယပိုင်းစကလေးကတောက်လျှောက်တိုက်စစ်ဆင်ကစားတယ်ဒါပေမဲ့ Arsenal လက်အိုက်ချိန်မှာအထက်ထအနေနဲ့အပြောင်းလဲလုပ်ဖို့လိုအပ်တဲ့အချိန် ပခါယိုဆာကာနဲ့အမအားနေနေတဲ့ရီကာဒိုကာလာဖီယူရီကဂရိစကယ်လီညမှာဝင်တဲ့အချိန်မှာချက်ချင်းပဲသူလူသားလဲပြီးပြီးချင်း on the spot မှာပဲအာဆန်ချက်ချင်းကိုရသွားတယ်။အဲ့အချိန်မှာဆာကာကိုထုတ်တော့နော်နီမာတွေကညာကိုဝင်တဲ့မာတီနလီကဘေကိုထွက်တဲ့အချိန်မှာ ချက်ချင်းပဲပထမဆုံး Ricardo Calafiori ရဲ့ပထမ attack မှာ cross လုပ်တယ်။ Nonni Matuidi သူ့ရဲ့ပထမဆုံးကိုယ်သွင်းတယ်။အိုက်ကနေမှဆင်ဆက်တိုက်ပဲ။ Martinelli က Manuel Neuer ရဲ့အမားကနေနောက်ထပ်တစ်ခုထပ်သွင်းတယ်။ Neuer ကသူ့ career မှာ10ချိန်မှားဘူးတယ်။၄ချိန်က Arsenal ရဲ့ American မှာဖြစ်ပြီးတော့ Martinelli ကတော့ပွဲတိုင်းသူပါဝင်ကစားတဲ့ Champions League ၄ဂိုးမြောက်သွင်းခဲ့ပြီးတော့ Arsenal က၃ဂိုးတခုနဲ့နိုင်ပွဲရတယ်။ဒီနေရာမှာ Liverpool နဲ့ Arsenal တို့တကယ်ကိုစိတ်ပြက်စရာအခြေအနေပဲ။ လုံးဝလစ်ပါဘူးလို့တော့မထင်ရတဲ့အခြေအနေမျိုးဒိုမီနစ်ဆာဘောဆိုင်ရဲ့တကယ် quality free kick နဲ့ဂိုးသွင်းတဲ့အချိန်မှာကျွန်တော်တို့လစ်ပါဘူး run away ဖြစ်သွားပြီလို့တွတ်ထားတဲ့အသင်းကအခုချိန်မှာတကယ်ကို broken team ဖြစ်သွားပြီမီလိုစကာကစ်ကအမှားများတယ်ခနာဒီအမှားတိုင်ကန်ကျူးကျူးလွန်တယ်ဖန်ဒိုက်ကိုတိုင်လုံးဝမထင်မှတ်တဲ့အမှားတွေထပ်ဖြစ်တယ်ကိုမမမရှက်ရှိလုံးဝမထိနိုင်ဘူးတိုက်စစ်ကခိုးသွင်းဖို့က support slide ပဲရှိတယ်အဲ့ဒါကနီးပြ right back ထားတာတယ် ် PSG ကတကယ်နဲ့အရင်ကြီးကောင်းတာမဟုတ်ဘူးသူတို့ပုံမှန်ပဲလီဗာပူးအရင်ညံ့လုံးတဲ့အခါမှာ PSG သူတို့ရတဲ့ chance အကုန်သူတို့ကသွင်းသွားတာဒါလီဗာပူးကဆော့ဆော့စီ9မိနစ်တည်းက Van Dijk ကြောင့် penalty ပေးရတာကနေ even Perisic သွင်းတယ်ဒါပေမဲ့ support side ပြန်ချေတယ်ဒါပေမဲ့ဒုတိယပိုင်းတပိုင်းလုံးကစားတဲ့လီဗာပူးပုံစံကြည့်ရော့တီရော်ရဲနဲ့သူတို့လည်းကိုမရနိုင်တာမဟုတ်ရတဲ့ chance ရှိတယ်သူတို့ပထမပိုင်းမှာတည်းက half chance ပိုးတဲ့ chance ကောင်းတယ် အဲ့လုံးတွေကိုဂိုးမရဘူးနောက်ဒုတိယပိုင်းမှာလည်းသူတို့ chance ရတယ် support line ကန်တဲ့အလုံးတို့နောက်ကပ်ပူကိုထောင်ပေးတဲ့ cross ဆိုရင်ပိုင်မဲ့အပေါ်ထောင်တိုက်သွားတာတော့ဒီလုံးတွေကလေပါဘူးဒါတူတူမဖြစ်ခင်အထီးပေါ့လေ1 nil up ဖြစ်တဲ့1 nil down ဖြစ်တဲ့1-1ပြန်ဖြစ်ပြီးတော့မှအဲ့မှာ PSV ကဇက်တိုက်ပဲတွင်ပြီးတော့နောက်ဆုံး injury time မှာပါတကူသွင်းပြီးတော့4-1နဲ့နိုင်တယ်ဆိုတော့ Man City ကိုသူတို့3ဂိုးပြက်ရှုံးတယ် New Forest ကို3ဂိုးပြက်ရှုံးတယ်အခုဒီနေ့4ဂိုးတကူနောက်ထပ်3ဂိုးပြက်ရှုံးပြီးတော့ back to back အင်ကွင်း Anfield မှာနှစ်ပွဲကို9-6နဲ့ရှုံးပွဲတွေ့သွားတယ်တစ်ဖက်မှာဘလို့ပြောမလဲဆိုတော့ဒါ Tottenham Hotspur က Paris Saint-Germain ကိုင်းမှာတကယ်ကိုတူတင်ကိုယ်တိုင်အကျိတ်နဲ့သွားကစားခဲ့တာ Spa မထင်မှလောက်အောင်တက်ကင်ပိုင်းအားကိုးရတယ်ဒါ PSG ကို scary ဖြစ်အောင်လုပ်တယ် Richarlison ကိုသွင်းတယ် ခိုလိုမွားနေခြေစွမ်းပြတဲ့တကူးသွင်းနှစ်ကူးသွင်းတကူးဖန်တီးတယ်ဒါပေမဲ့ Paris Saint Germain က Tottenham ရဲ့အမားတွေကိုအကုန် punish လုပ်သွားတာ Christian Romero ကြောင့်လက်ထိတာတခါနောက် build up play အမားပေးရနေတခါ set piece ကိုရှုပ်ရှက်ခတ်လို့မရှိနိုင်တာတခါ Spurs 3ဂိုးပေးရတယ်နောက် Vatinha ရဲ့ two quality outstanding ကိုလုံးဝမတက်နိုင်ဘူးဒီနေ့ Vatinha hat trick ရသွားတယ်ပထမခြေပါကူသွင်းသွားတဲ့အလုံးတို့တကယ်ကောင်းတယ်အပြောက်ကန်သွားတာလုံးဝမတက်နိုင်တဲ့ပထမခြေပါကူဒါဒီဘယ်လိုပြောမလဲ တွင်နေဒုတိယကိုးလဲအိုက်တိုင်းပဲ virus scalia ပဲမှာ cut inside လုပ်ပြီးအထဲဝင်နေဘယ်ချင်းနဲ့ weave နဲ့တွင်းသွားတယ် tornan က richardson ကို colomwani နှစ်ကိုးတွင်းလို့သူတို့သုံးကိုးတွင်းပေမဲ့ဒါ psc ကဒါ fabian ruiz က spy အမားကပထမဒီ32မြောင်းနဲ့ဒါပွဲပီကန်ဒီမှာ vatinya ကသူ့ရဲ့ hat trick ရမယ် penalty ကိုတွင်းပြီးတော့53နဲ့နိုင်ပြီးတော့ Spurs ရဲ့ရှုံးပွဲမရှိဆန်းခြင်းကိုရပ်လိုက်တယ်။အဲတစ်ဖက်မှာတော့ဒါ Real Madrid က Kylian Mbappe တယောက်တည်းတွင်ကို တယောက်တည်းလေးကိုသွင်းသွားတာနော်ရယ်မက်ဒရစ်ကရယ်မက်ဒရစ်ကအခုဘလို့ဖြစ်နေဆို1 mountain လို့ဖြစ်နေတယ်ရယ်မက်ဒရစ်ဒီအာဒီမှာစွတ်စွပေါင်းသွင်းကိုတွေအားလုံးမှာအမ်ဘပ်ပေတယောက်တည်းသွင်းတဲ့ကိုက22ကိုရှိတယ် ဒါက Real Madrid အသင်းတို့ကတကယ်ကိုဘယ်လိုပြောမလဲစိုးရင်စရာပဲ။ဘာကြောင့်စိုးရင်စရာလဲဆိုတော့ရှာကသမားတွေကဂိုးရဖို့ခတ်နေတာ။ဒါပေမဲ့ Mbappe ကလည်းရန်ကောင်းတယ်။ဒီနေ့သူဒီ Champions League ပြိုင်ပွဲမှာသူ hat-trick နဲ့ချိန်ရပြီ။ဒီ Kyren နဲ့ဝေကွင်းပွဲ hat-trick ရပြီးတော့အခုဒီပွဲမှာပါတယောက်တည်း၄ဂိုးသွင်းတယ်။ Olympia ကဥဆောင်ဂိုးသွင်းတဲ့တစ်ချိန်ကလွဲရင်ကျန်တဲ့ပိုင်းမှာတောက်လျှောက်လိုက်ကစားပြီးတော့နောက်ဆုံး Madrid ကို4-3ဒီနေ့ Asensio နဲ့ Dingol Sen တို့ Mandi တို့နဲ့တွဲကစားရတဲ့အခါခန်းစစ်ကြောင်းနောက် Trent လည်းပါတယ်။ဒါပေမဲ့လည်း Real Madrid က ဘယ်လိုပြောမလဲသူတို့လိုချင်တဲ့ကိုယ်တွေတော့ရပေမဲ့ခန်းစစ်ပိုင်းအားနည်းမှုတွေကြောင့်အိပ်ပေါက်နဲ့ဖားကောက်နေရပြီးတော့အဆုံးသတ်မှာသူတို့4-3နဲ့ရမ်မတွေ့ဒါနိုင်ပွဲရလို့သူတို့၅ပွဲမှာ၄ပွဲနိုင်နေအတလတီကိုမက်တွေ့ကတော့ရှုံးပွဲမရှိပွဲတိုင်းနိုင်ထားတဲ့အင်တာမီလန်ကိုဟိုဆေဟီမီနက်စ်ရဲ့နောက်ကျခေါင်းတိုက်ကိုနဲ့နိုင်သွားတယ်ဒါကြောင့်ဒီကိုလည်းအစိုးရတဲ့ကကိုတွင်ထားတာဒါဟူလီယန်အေဗာရက်စ်ကပထမ6မိနစ်မှာတွင်တယ်အဲလုံးကလက်ထိတဲ့ပုံစံမျိုးပြသူတို့ VR ပြန်ကြည့်ပြီးတော့မှကွင်းထဲကပေးလိုက်ပြီးတော့မှနောက်ဒီအတလတီကိုမ တ်တွစ်ဘက်ကိုဇလင်စကီတွင်းသွားတဲ့အလုံးစုတကယ်ကောင်းတယ်1 2တွေရိုက်သွားတာနော်ဒီအင်တာမီလန်ကဒါပေမဲ့ injury time မှာအတလီကိုမတ်တွစ်ရဲ့ဒေါင်ကံပေါ်ပေါ့လေအန်ထရန်ဂရစ်မန်ရဲ့ဒေါင်ကံပေါ်ကိုအသင်းကောင်းဆောင်ဟိုစီဟီမီနက်စ်ခေါင်းတိုက်ပြီးတော့ဒါအတလီကိုမတ်တွစ်ကိုဒါနိုင်ပွဲရစေခဲ့တယ်အိုက်ထရဖာဘက်ကကိုးပြတ်ရှုံးတဲ့အသင်းကိုးပြတ်နိုင်တဲ့အသင်းလိုနာမည်ကြီးလို1551 15နဲ့အခုဒီနေ့အိမ်ကွင်းမှာ အတ္တလန္တာကိုသူတို့3-0ပြည့်နဲ့ရှုံးသွားတယ်။တစ်ဖက်မှာလည်း Sporting Lisbon ကအင်ကွင်းမှာ Club Brugge ကို3-0ပြည့်နဲ့နိုင်ပြီးတဲ့အချိန်မှာ Pafos နဲ့ဒါတစ်ဖက်က Monaco တို့တေးကြတယ်။ David Luiz ကတော့ဒါဘယ်လိုပြောမလဲ ချန်ပီယံလိမှာအသက်ကြီးဆုံးဖက်ပေးနောက်ပိုင်းဒုတိယအသက်ကြီးဆုံးကစားမဖြစ်ခဲ့ပြီးတော့ကိုပင်ဟေဂင်ကဒါခိုင်ရက်ကို3ဂိုး2ဂိုးနဲ့နိုင်သွားတယ်ပေါ့လေဒါကတော့ဥရောပချန်ပီယံလိဆိုတော့ကျွန်တော်ချန်ပီယံလိဒါအခုပထမလက်ရှိအနေထားပေါ့လေချန်ပီယံလိရဲ့အခုလက်ရှိပွဲစဉ်ဒါ9ပြီးသွားပြီပေါ့လေပွဲစဉ်9ပြီးသွားတဲ့အချိန်မှာအာဆနယ်တင်းက ပွဲတိုင်းနိုင်15မိနစ်သူတို့ကဇာထိတ်မှာဥဆောင်နေတယ်ဆန္ဒမတ်ရတဲ့အသင်းဒီထဲမှာ PSG က7မှတ် Bayern 7မှတ် Inter Milan 7မှတ် Real Madrid 7မှတ်နဲ့ Chelsea ရဲ့ Man City ရဲ့ Sporting ရဲ့ Borussia Dortmund ရဲ့ Manchester Atlanta ရဲ့အားလုံးဟာ ဒါအခု Sporting ရဲ့က10မှတ်စီရပြီးတော့ Newcastle တီကို Liverpool Galatasaray က6မှတ်ပေါ့လေဇာအောက်ဆုံးမှာတော့ IS ကပွဲတိုင်းရှုံးပြီးတော့ဒါလက်ရှိမှာ Kylian Mbappe က Champions League မှာ6ဂိုးနဲ့အများဆုံးတွင်ထားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်